ဟုတ်မင်းသားရဲ့တငယ်ချင်းတွေမင်္ဂလာပါဗျဟုတ်ကျွန်တော်ဒီအချိန်20အတွက်ပေါ့နော်အချိန်20အတွက်အပြီးခဲ့တဲ့19ချိန်မှာကျွန်တော်ရိုက်ပြတဲ့ break တစ်ဒီ line ကနေကျွန်တော် break တစ်ရိုက်ပြပါတယ်နော်ဒါပေမဲ့ကနန်းကတော့လုံးဝလုံးဝလွဲပါတယ် ကျွန်တော်တို့က break တည်းဆိုရင်4.90လို့ကနန်းမျိုးကိုပဲထိုးမိပါတယ်နော်လေးမီတာ C ပေါ့နော်ဒီ30တည်း4 5.6တည်း4 20ဒီ4ခွန်39ခွန်ဒီ4အဲ့ဒီ4ကဘောเนาะသူကဒီမှာလှမ်းရိုက်ကြတာဘောเนาะ ဒီ30ဒီ၄လိုရိုက်တော့ချိန်မှာဒီလွတ်နေတဲ့ခွာ၄ပေါ့နော်ဒီ၄ရဲ့ပါဝါကိုနောက်ပေါင်းကိုဆိုပြီးတော့အဲ့တော့ကျွန်တော်တို့ရိုက်ခဲ့တာပေါ့ငါ36ဒီ၄လွတ်နေတဲ့ခွာ၂၂ရဲ့ပါဝါခွန်ကိုနောက်ပေါင်းခွန်ဆိုပြီးရိုက်ခဲ့တာပေါ့နင်းနဆယ်ဒီ၄အဲ့မှာလွတ်နေတဲ့ဒီခွာပေါင်းခွန်ခွန်ရဲ့ပါဝါ၂ကို နောက်ပေါင်းနှစ်ဆိုပြီးရိုက်ခဲ့တဲ့လိုင်းပေါ့နော်လေးကမြောက်မှာလဲကျွန်တော်တို့ဒီခွန်တုံညာခွန်ဒီလေးလွတ်နေတာခွာတုံညာတုံညာရဲ့ပါဝါ9နောက်ပေါင်း9ပေါ့နော်နောက်ပေါင်း9ပေါ့ဒီတော့ကတော့ကျွန်တော်တို့ကဘရိတ်ကိုဖမ်းလိုက်လို့၄ခွန်၈ပဲပါတယ်ပေါ့နော်အဲသူရဲ့အဲ့လိုလိုရိုက်ပြီးတော့ပေါ့နော်ဒီခွာပေါင်း၄ရဲ့ပါဝါကို နောက်ပေါင်းခုကွာပေါင်းနှစ်ရဲ့ပါဝါခွန်နောက်ပေါင်းခွန်ကွာပေါင်းခွန်ရဲ့ပါဝါနှစ်နောက်ပေါင်းနှစ်ကွာပေါင်းသုံးညရဲ့ပါဝါငါနောက်ပေါင်းငါလို့ရိုက်ပြီးတော့သူ့ရဲ့အောက်မှာနော်သူ့ရဲ့အောက်မှာကျွန်တော်တို့ကဒီနှစ်ဦးကွာနှစ်ကနှစ်ရဲ့ပါဝါခွန်ပရိတ်ခွန်လေးရဲ့နှစ်ဦးကွာလေးရပါနော်လေးရဲ့ပါဝါကိုပရိတ်ကို နှစ်ဦးခွားတက်ကတည့်ရပါဝါ6နှစ်ဦးခွားတက်ကပေါ့နော်တည့်ရပါဝါ6ပရိ6နှစ်ဦးခွား6ကနှစ်ဦးခွား6က6ရပါဝါ1ပရိ1ပရိ1ရှိရပေါ့နော်ပြီးခဲ့တဲ့အပတ်ကပရိ1ဒါပေမဲ့ကျွန်တော်တို့ဩခွဲအနေနဲ့အသုံးမပြုခဲ့ပါဘူးနော် ။အောက်ဘက်နေနဲ့သုံးမပြုခဲ့ brake 2အင် brake 1ကပေါ့နော်အောင်သွားတာ။တီခွာပေါင်းလေးကို၄ရပါပါကိုနောက်ပေါင်း၉ကိုလိုရိုက်ပြီးတော့တီခွာပေါင်း၄ရပါပါခုံကို brake ခုံဆိုပြီးသူကတန့်ရိုက်သွားတာ။ခွာပေါင်း၄ရပါပါခုံနောက်ပေါင်းခုံလိုရိုက်ပြီးတော့တီခွာပေါင်း၄ရပါပါကိုကို brake ကိုဆိုပြီးရိုက်သွားတာ။ ီခွာပေါင်းခုံရဲ့ပါဝါ2ကိုနောက်ပေါင်းနေလို့ရိုက်ပြီးတော့ခွာပေါင်း1ရဲ့ပါဝါ6ကိုဗရိတ်6ဆိုပြီးရိုက်သွားတာခွာပေါင်း3ရဲ့ပါဝါ9ကိုနောက်ပေါင်း9လို့ရိုက်ပြီးတော့ဒီခွာပေါင်း6ရဲ့ပါဝါ1ဗရိတ်1ဆိုပြီးတော့ဒါ line ပေါ်ကိုဗရိတ်1ထိုးရင်းနဲ့တကယ်ရင်းနေတင်ပေးခဲ့ပါတယ်နော်အဲ့သူ့ရဲ့ခုကကျွန်တော်တို့ကသူ့ရဲ့အောက်မှာပေါ့နော်တရားဆိုတဲ့ကနေ 1နှစ်3လ4နှစ်ခြားစီ1111ဆိုတဲ့ကဏ္ဍ1နှစ်3နဲ့အင်း1နှစ်3လ4နှစ်ခြားတော့ဒါ434ဆိုတဲ့ကဏ္ဍ1နှစ်3လ4နှစ်ခြားတော့ဒီမှာကျွန်တော်တို့ခုထွက်မဲ့ပြင်ပေါ့နော်မြင်လိုက်နေနေဆိုရင်တော့ဒီအပူခွ4နှစ်ခြားအပူခွ4နှစ်ခြားအပူခွ4နှစ်ခြားအပူခွလည်းဒါထိုးလို့ရပါသေးတယ်နော် ီလိုင်းကိုကျွန်တော်ကောက်ထတာကတော့ဒီလိုင်းကိုကျွန်တော်ကောက်ထတာကကျွန်တော်ဒီ6965ကိုနော်3 2 3ည3ည3ည4ည6စီအဲ့3ည3ည4ည6စီရဲ့ဒီလိုင်းတွေကအများကြီးပဲပေါ့နော်အဲ့ဒါဒီနောက်ကြောင်းမပြောင်းတော့ပါဘူး သုံးနှစ်တစ်တုံညာကိုကိုက6865နဲ့ကျွန်တော်တို့ကစားကြည့်အောင်ပေါ့နော်ရှင်းပေါင်းနှစ်ရှင်းပေါင်း5ရှင်းပေါင်းတစ်ရှင်းပေါင်းနှစ်ရှင်းပေါင်း5ရှင်းပေါင်းတစ်1 5တစ်ရှင်းပေါင်းသုံးခုရဲ့ပေါင်းလက်ရှင်းပေါ့နော်ဒါသုံးနှစ်တစ်တုံညာကို6865နဲ့ရိုက်မယ်ဆိုရင်ပေါ့ရှင်းပေါင်း6ရှင်းပေါင်း6ရှင်းပေါင်း3 ရှင်းပေါင်း၈ရှင်းပေါင်း၆ရှင်းပေါင်း3 63ဆိုတော့ရှင်းပေါင်း3ခုရဲ့အပေါင်းလည်းကခွန်ပေါ့နော်ရှစ်ခွန်ရှစ်ခွန်ပြီးတော့6ပေါ့နော်ရှင်းပေါင်းနေ့ရှင်းပေါင်း3ညရှင်းပေါင်း4နှစ်3ညလေးရှင်းပေါင်း3ခုရဲ့အပေါင်းလည်းက6ပေါ့ရှစ်ခွန်6နှစ်7 3ညကိုပါဝါလန်ပြီးရှစ်ခွန်6 9နဲ့ရိုက်ဖို့ကတို့ကရှင်းပေါင်း3ခုရဲ့အပေါင်းလည်း9နဲ့ရိုက်ကြည့်အောင်ပေါ့နော် ရှေးပေါင်း3ခုရဲ့ပေါင်းလဲ9နဲ့ရိုက်မယ်ဆိုရှေးပေါင်း4ရှေးပေါင်း4 4 4 4ရှေးပေါင်းခွန်4 4ခွန်ဆိုတော့9ပေါ့နော်ရှေးခွန်6 9ရှေးပေါင်း3ခုရဲ့ပေါင်းလဲ9ဖြစ်ဖို့အတွက်ကဒီမှာနှလုံးပေါင်းခွန်ရှေးပေါင်းခွန်လို့ဝင်ရမှာပေါ့နော်ဒီမှာရှေးပေါင်းခွန်လို့ရပါတယ်အဲ့လိုပဲပေါ့နော်ဒီနှလုံး၃ညာဒီနှလုံး၄ဒီနှလုံး၁ ီနှလုံး၃ညာဒီနှလုံး၄ဒီနှလုံး၁၃ညာ၄၁ဆိုတာလေသူက၅လို့ခင်ရထားပါလေဒီနှလုံး၃ညာဒီနှလုံး၃ဒီနှလုံး၃နှလုံး၃ညာနှလုံး၃နှလုံး၃၃ညာ၃၃ရတော့၆လို့ခင်ရထားပါလေ၅၆ပေါ့နော်ဒီနှလုံးမောင်းခွန်ဒီနှလုံးမောင်း၆ဒီနှလုံးမောင်း၄ခွန်း၆၄နှလုံးမောင်းခွန်နှလုံးမောင်းဆောင်နှလုံးမောင်းလေးခွန်း6လေးကြတော့ခွန်းလို့ခင်းထားပါတယ်9 6ခွန်းလို့လာပါနော် ီနှလုံးပေါင်း၃ညာနှလုံးပေါင်းလေးနှလုံးပေါင်းတစ်ကငါနှလုံးပေါင်း၃ညာနှလုံးပေါင်းသုံးနှလုံးပေါင်း၃ဝ၆၅၆နှလုံးပေါင်းခုနှလုံးပေါင်း၆နှလုံးပေါင်း၄ရခု၅၆ခု၅၆ခု၈ဆိုရင်တော့နှလုံးပေါင်း၆နှလုံးပေါင်းကနှလုံးပေါင်းခုနှလုံးပေါင်း၆နှလုံးပေါင်းကနှလုံးပေါင်းခုမှာ၈လို့ဖြစ်မှာနှလုံးပေါင်း၃ရပေါင်းလိုက်က၅၆ခု၈ဆိုရင်လေနှလုံးပေါင်းခုပါပဲเนาะ ဒီလိုင်းကနှလုံးပေါင်းခွန်ကစုံပြီးတော့ကြာတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကရှေးပေါင်းခွန်ပေါ့နော်ရှေးပေါင်းခွန်ကိုခဏထည့်ရင်အဘာနဲ့ထည့်မလဲဆိုရင်ဒီ3နေနဲ့ဆက်မှာပေါ့နော်ထိတ်စီနောက်ပိတ်3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 ပြိတ်3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 ပေါ့နော်အဲ့ဒီ3နေရဲ့ပါဝါ10နေကျွန်တော်တို့ဂဏန်းထည့်ကြည့်အောင် စ်တင်းနဲ့ကနန်းထည့်ကြည့်ရင်ဒီအစိမ့်လိုက်ပေါ့နော်ဒီနှစ်တစ်လေးကခွန်ခွန်ရဲ့ထိပ်စည်းတည့်ရဲ့ဒီရှစ်ရှစ်ပုံကြီးပေါ့နော်ရှစ်ပုံကြီးတဲ့ဒီ3 6 3 6 6 3 6 3 6 6 6ရဲ့ထိပ်စည်းနှစ်ရဲ့ဒီလဲရှစ် လေး3ခုကလေးဟမ်လေး3ခုကလေးလေး3ခုကလေးထိပ်စီးလေးနဲ့ပေါင်းတော့လဲ၈၈ပုံပြီပဲเนาะ9 3 4 9 9 3 4 9ကို9အထိပ်စီး9နဲ့ပေါင်းမှ၈ဖြစ်မှာဆိုတော့9ထိပ်ပေါ့เนาะ9ထိပ်လို့ယူပြီးတော့ ုံညာနဲ့တုံညာနဲ့ဒီတုံညာရှစ်နဲ့တင်းနဲ့ဒီကိုတုံညာကိုရှစ်နဲ့တုံညာနဲ့ဒီရှစ်တုံညာကိုရှစ်ကိုနဲ့ရှစ်နဲ့ဒီခွန်တုံညာကိုရှစ်ခွန်ဆိုတာကရှစ်ခါပေါ့နော်ရှစ်ပေါင်းခွန်ကိုကိုထိတ်ရှစ်ခါနဲ့ရှစ်ပေါင်းခွန်ကိုကိုထိတ်ရှစ်ခါနဲ့အဲကျွန်တော်ဒီဒီကလင်နာဆိုင်လေးမှာရှစ်ပေါင်းခွန်ကိုကိုထိတ်ရှစ်ခါနဲ့ ပရိရရင်လဲတကွယ်ထဲထိုးလိုက်ပေါ့နောက်ပရိရရင်လဲတကွယ်ထဲထိုးလိုက်ပေါ့နော်ကျွန်တော်အနေနဲ့တော့ကိုရှိတင်းနဲ့ကိုရှိနှစ်ပေါ့နော်အဲကိုရှိခုံကိုလဲထိုးလို့ရပါတယ်ဘာလို့လဲကိုရှိခုံကဘာလို့လဲဆိုရင်ဒီခွာပေါင်းတစ်ကပရိတ်တစ်လို့ဝင်ထားလို့ဒီခွာပေါင်းလေးကပရိတ်လေးလို့ဝင်ထားလို့ဒီခွာပေါင်းရှစ်ကပရိတ်ရှစ်လို့ဝင်ထားလို့ တီခွာပေါင်းလေးရပရိတ်လေးလို့ဝင်ဦးမယ်ဆိုရင်တော့အဲ6ရှစ်ခုပေါ့နော်လက်ထိုးလို့ရတယ်6ရှစ်တဲ့6ရှစ်နှစ်နဲ့လောလောဆယ်6ရှစ်ခု3ခွက်ကျွန်တော်ရွေးပေးလိုက်ပါတယ်နော်ဟုတ်ကျွန်တော်မင်းတတ်တာပါအောင်မြင်ကြပါစေ